အရက်ဖတ်အဖွဲ့အစည်းတွေအနေနဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပူးပေါင်းဆောင်ရွက်တဲ့နေရာမှာပါတီဆွဲကင်းရှင်းဖို့လိုအပ်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကထပ်ပြီးသတိပေးလိုက်ပါတယ်။ဒေါ်ရမင်းဦးသတင်းပေးပို့ထားတာပါရှင်။2015ထွေထွေရေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ပါတီဆွဲခင်းရှင်းဖို့လိုအပ်ပြီးမှန်ကန်စွာဆောင်ရွက်ဖို့လိုအပ်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်ရေးကဖေဖော်ဝါရီလ16ရက်နေ့ကရန်ကုန်မြို့ပတ်ကရာရဲ့ဟိုတယ်မှာကျင်းပတဲ့ရက်ဖက်ဖွဲ့စည်းရုံးနဲ့ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးမှာထပ်မံတည်ပြလိုက်ပါတယ်။ကျေးဇူးများထင်မြင်တဲ့ခင်ဗျာတော့ဟုတ်လားပူးပေါင်းဆောင်ရွက်တော့မယ်အဆောပြုတ်တော့မယ်ဆိုရင်ပါတီဆွဲခင်းမှာနော်ပူးပေါင်းဆောင်ရွက်နေမှာကော်မရှင်ပူးပေါင်းဆောင်ရွက်တယ်လို့ ဘယ်သူမဲပေးပါမဲပါတီမဲပေးပါအဆက်ပြေစီးဥတော်တာမျိုးလို့ကျွန်တော်မဖြစ်စီချင်ပါဘူးအဲထို့သူ observe လုပ်တဲ့ခါမှာလည်းပဲမဲပါတီကိုဘက်လိုက်ပြီးတော့ဆို report တင်တာမျိုးလို့ကျွန်တော်ဖြစ်စီနေကြောက်ဆေးဆူမျိုးလို့ကျွန်တော်ထူးမြတ်ရခင်ကျင်လာတော့ကျွန်တော်ဟုတ်လားပါတီဇာကိမှုနဲ့အထူးကပါတယ်လို့ပြောကြလိုက်ပါတယ်အရက်ဘက်လူဖွဲ့အစည်းအနေနဲ့စောင့်ကြည့်မယ်နောက်ပြီးတော့မှဒီဘက်မလိုက်ပဲအရက်ဖက်လူဖွဲ့စည်းနေနဲ့စောင့်ကြည့်မယ်ဆိုရင်တော့ဒါပါတီဆက်ကင်းစရာမဒါလည်းညင်းစရာမရှိဘူး။အဲအဲ့ဒါတော့ကျွန်တော်ဘာမှပြောစရာမရှိဘူး။ ဒါပေမဲ့ရက်ဖက်လူဖွဲ့စည်းကနေပြီးတော့ကျွန်တော်တို့ကတော့မဟုတ်ဘူးဒါကတော့ကျွန်တော်တို့ကတော့ရက်ဖက်လူဖွဲ့စည်းအနေနဲ့ဘက်မလိုက်ပဲစောင့်ကြည့်တာမဟုတ်ဘူးကျွန်တော်တို့ကပါတီတစ်ခုကိုတော့အကူအညီပေးခြင်းတယ်ဒါဆိုရင်ရှင်းတယ်ဆိုအဲ့ဒီနှစ်ခုစီးကိုတော့ကျွန်တော်ချားဖို့လို့အဲ့ဒါတော့ကျွန်တော်ငင်းစရာမရှိဘူးလူတိုင်းမှာကဟိုကိုနှစ်သက်တဲ့ပါတီဆိုတာလည်းရှိကြတာပဲလေပါတီဆက်ကွင်းမို့ဆိုတာဒါပေမဲ့သူတို့အခုထုတ်ပြထားတဲ့ပုံသဏ္ဍာန်မျိုးကကြတော့မဆိုင်ထဲမှာတော့ဟိုမျိုးချုံနံထားလို့မြန်မြန်ဖြစ်နေမလားပေါ့နော် ဒါအပြင်စီရက်ဆိုရိအနေနဲ့လည်းကော်မရှင်ကထုတ်ပြန်ထားတဲ့ယူကော့ဘွဲဥပဒေနီးဥပဒေတွေကိုနားလည်ထားမှသာမဲပေးသူပြင်ညာပေးလုပ်ငန်းတွေအဆင်ပြေအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ဦးတင်ရေးကဆက်ပြောပါတယ်။ဘာပြောချင်လဲဆိုကျွန်တော်အကူပါတယ်။သို့တော်လည်းမတော်မတိကဘာလုပ်အောင်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ထုတ်ပြန်ခဲ့တဲ့ဥပဒေတွေနီးဥပဒေတွေလက်ဆက်ဆောင်တိပြီးတော့အဲ့ပုံမှာဥပပေါင်းဆောင်ချင်းတာလေအမှန်ကန်ဆုံးဖြစ်တဲ့ကြောင့်ဆောင်ရွက်ပါယခုဆက်ဆုံများကျွန်တော်တို့ခြေတလန်းတာနေပါတယ်။ နော်ချစ်တန်းတာကောင်းပါလေကျွန်တော်အားပေးပါတယ်ဒီအားပေးတာဒီဒီထုတ်ပြန်တဲ့နော်ပေါင်းတဲ့တရားကျွန်တော်ဥပဒေနဲ့ညီမဲ့နေဦးတယ်ညီမဲ့လုံဝန်းလမ်းနဲ့ညီမဲ့ဆိုရင်အင်မတန်ကောင်းတဲ့တရားနော်ကျွန်တော်ပြုပေါင်းဆွဲတာဒါကျွန်တော်ကျေးဇူးပါတယ်ရန်သူရေကောက်ပဲကော်မရှင်အနေနဲ့မဲပေးသူပညာပေးလုပ်ငန်းတွေကိုမကြားခင်မှာစတင်သွားဖို့ရှိတယ်လို့သိရပါဗျ။ကျွန်မရမင်းဦးပါရှင်။